တယုံဆောင်ကောင်းလို့ရုပ်ရှင်ထုတ်လုပ်ရေးတွေကအပြိုင်ဆိုင်ကမ်းလှမ်းတာကိုရရှိနေတဲ့တဲဆူငိမ်မင်းစ်ဒရမာဆိုပြီးနာမည်ကြီးနေတဲ့တဲဆူငိမ်ကအခုလက်ရှိမှာတော့အောင်မြင်ဆုံးမင်းသမီးတွေထဲမှာပါဝင်နေပြီးသူတယုံဆောင်ထားတဲ့ဇာကားတွေကဝက်ဝက်ခွဲအောင်မြင်တဲ့ပြင်ရုံတင်ဝင်ဝင်ကလည်းများပြားပါတယ်တဲဆူငိမ်ကိုချစ်လို့ဆိုပြီးအားပေးကြတာကြောင့်ဇာကားကိုအဓိကမထားဘဲမင်းသမီးကိုပဲအဓိကထားပြီးအားပေးကြပါတယ်ဟာတာဇာကားတွေမှလည်းအားပေးကြတဲ့ပြင်ဒရမာဇာကားဆိုရင်လည်းရှုံပြဖြစ်နေပါတယ်အောင်မြင်ဆုံးမင်းသမီးဖြစ်လာခဲ့တဲ့တဲဆူငိမ် င်ကအခုလဲနာမည်ကြီးထုံးလုံးတွေတခုနဲ့လက်တွဲလိုက်ပြီးဖြစ်ပါတယ်။ဇကားကောင်းတွေကို ရိုက်ကူးနေတဲ့ရွှေနဒီရွှေကြီးထုတ်လုံရင်းနဲ့အတူတဲစုငင်းကလက်တွဲလိုက်ပြီးဖြစ်ပြီးမကြခင်မှာတော့ဇက်ကားတွေမှမြင်တွေ့ရတော့မှာပါ။တရုတ်ဆောင်ပိုင်းမှာလည်းတွက်လက်လုံးနဲ့ item တွေကြောင့်ပရိသတ်တွေရဲ့အထူးအားပေးမှုကိုခံနေရပြီးနာမည်ကြီးထုတ်လုံရေးတွေကမျက်စိကျသွားပါတယ်။ဒါကြောင့်ရွှေနဒီရွှေကြီးကမကြခင်မှာထွက်ရှိလာတော့မယ့်ရုပ်ရှင်ဇက်ကားတွေရုပ်တံဇလန်းတွဲတွေနဲ့ TV အစီအစဉ်တွေမှာတော့တဲစုငင်းကပါဝင်လာမယ်လို့ဆိုပါတယ်။တခြားသောမင်းသမီးတွေကရုပ်ရှင်ဇက်ကားကြီးတွေမှာပါဝင်ဖို့အတွက်အပြိုင်ဆိုင်စူးစမ်းနေချိန်မှာတဲစုငင်းကိုတော့ထုတ်လုံရေးတွေက ာလာရောက်ကလန်းကြတာကြောင့်သူရဲ့အချိန်ဝါကတော့တကယ်ကြီးမှာပါတယ်။တခြားသောအလောက်အမေရိကပြိုင်ပွဲပြီးရင်မိသမီးဖြစ်ချင်ပြီမယ်။ဒီလိုကိုရင်းကိုမရခဲ့ကြပါဘူး။တဲစုငိန်ကအလောက်မပြိုင်ပွဲတွေထက်ရုပ်ရှင်စကားကြီးတွေကိုပဲအဓိကထားပြီးရိုက်ကူးသွားမှာဖြစ်ပါတယ်။တဲစုငိန်ကိုအားပေးတဲ့သူတွေလည်းအမြောက်များရှိတာကြောင့်သူရဲ့ဇက်ကရှုံတင်တဲ့အခါမှာလည်းအောင်မြင်လို့နေပါတယ်။အသက်18နှစ်အရွယ်သာရှိသေးပြီမယ်။တရုတ်ဆောင်ပညာကိုလည်းတည်ချလေလာနေပြီးဝါရီတရုတ်ဆောင်တွေစီကနေလည်းပညာတွေကိုအနီးကပ်လေလာနေတာဖြစ်ပါတယ်။ အလားမဲ့ဆိုတဲ့စိတ်ကိုဖျောက်ပြီးဇက်ယုံမှာပြီးပြင်းအောင်တရုတ်ဆောင်နိုင်တာကလည်းသူ့ရဲ့အောင်မြင်မှုတစ်ခုပဲဖြစ်ပါတယ်။တချိန်ကတော့သူ့ကိုမအောင်မြင်နိုင်ကြဝိုင်းဝန်းဝေဖန်ကြတလို့တရုတ်ဆောင်မကောင်းမှုလို့လည်းအပြောခံရပါတယ်။အခုတော့၁၈နှစ်အရွယ်မိန်းကလေးတယောက်ရဲ့အစွမ်းကကြီးမားနေပြီးရွှေမုံရတီပေါက်ဆန်လီလိုတောင်တင်စားနေကြတာပါ။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောတဲစုငင်ကတရုတ်ဆောင်ကောင်းတဲ့မင်းသမီးတယောက်ဖြစ်နိုင်မလားဆိုတာကောမန့်အောက်မှာရှိသွားပြီးခဲ့ပါအောင်ကျေးဇူးများတင်ပါတယ်ရှင်။